ရန်ကုန်မန္တလေးအမြင်လမ်းမကြီးမှာ Express ခရီးသည်တင်ရဲ့တစီတိမ်းမောက်ခဲ့ပြီး၁၀ဦးခန့်မစိုးရိမ်ရတဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့အမြင်လမ်းမိသက်တပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။မလ၁၃ရက်ညနေ6:50ခန်းကရန်ကုန်မန္တလေးအမြင်လမ်းမကြီးမိုင်းတိုင်အမှတ်136မြင်းဆောင်၃ဖာလုံးကြားမှာ နေပြည်တော်ဘက်ကနေရန်ကုန်ဘက်ကိုမောင်းနှင်လာတဲ့ရွတောင်းအမျိုးအစားအပြရောင် express ခရီးသည်တင်ရင်တစီဟာအခင်းဖြစ်မိုင်တိုင်အရောက်မှာရှင်ကိုအချိန်မထိန်နိုင်ပေလမ်းရဘက်မြေသားလမ်းပေါ်မှာတိမ်မောက်ရက်တန့်သွားခဲ့ကြောင်းခီးတဲ့တင်ရင်တိမ်မောက်မှုဖြစ်ပွားရာနေရာကိုဖြူးအမြန်လန်မိသက်စခန်းကတက်ဖွဲ့ဝင်ကအူဖြူးအမြန်လန်ရဲစခန်းက ကိုဦးနဲ့အတူကိုညီကယ်စိန်လုပ်ငန်းသွားရောက်ဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။အစိုးရရင်မတော်တဆမှုကြောင့်အမျိုးသား9ဦး၊အမျိုးသမီး4ဦး၊ကလေးယောက်ျားလေး2ဦးစုစုပေါင်း10ဦးဟောင်းမစိုးရင်ရတဲ့ထိခိုက်ဒဏ်ရာတွေရရှိခဲ့တဲ့အတွက်ကြက်ချီနီအသင်းပိုင်လူနာတင်ရင်နဲ့ဖြူးမျိုးနယ်စေယုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။